တာဘောအမေဒီရမတီရမတီရတဲ့အတန်းဆွမ်းနေမဲ့မောင်ဖက်ထိုးကိုရက်ကလည်းရောင်းပြီးတော့မိခင်ကိုရှာကျွေးနေတဲ့မောင်စောကိုပြိတ္တများရှင် မတန်ဆွမ်းသူဆိုရင်တော့မိသားစုအတွက်လူပိုတယောက်လို့ထင်ပြီးတော့တံပိုးမထားတတ်ကြတဲ့သူတွေဖြစ်ပါတယ်မတန်ဆွမ်းသူတော်တော်များကမိသားစုနေရတာအကူအညီယူပြီးတော့ရည်တည်နေကြရတာဖြစ်ပါတယ်မောင်စောဦးကတော့တကူလုံးအယိုးပြော့ပြီးတော့စကားလေးကောင်းကောင်းမပြောတတ်သလိုလမ်းလျှောက်ရင်လည်းဖျက်ဖျောက်တတ်တတ်မလျှောက်တတ်ပါဘူးဒါကြောင့်မို့မတန်ဆွမ်းတယောက်လို့ပိုလီယိုတယောက်လို့ဖြစ်နေရတာပါဒါပေမဲ့မောင်စောဦးကအသေးစိတ်ရှိသူတယောက်ဖြစ်ပြီးတော့မိဘအပေါ်မှာတည်တတ်တဲ့စိတ်လဲအပြေအဝရှိတာဖြစ်ပါတယ် ်မောင်စောဦးမှာမိခင်ရတာအရှာရာအာကိုရဘဝရဲ့ပဲကန်ရှယ်လို့ဖြစ်နေတာပါသူရဲ့မိခင်စိတ်မရှိတော့မှကိုအရန်ကိုကြောက်ရွံ့နေတယ်လို့မိခင်ဖြစ်သူမရှိတော့မှကိုကြောက်ရွံ့တယ်လို့မိခင်ဖြစ်သူပင်မှန်မှကိုလည်းမလိုလားတဲ့သူဖြစ်ပါတယ်ဒါကြောင့်မို့မတန်ဆွမ်းဖြစ်နေတဲ့ဈာရဲကနေမောင်စောဦးကအလုံးလုံးနေရဖြစ်ပါတယ်မိခင်ဖြစ်သူကသူ့ကိုဘာအလုံးမလဲမလုတ်ခိုင်းပါဘူး ဒါ့ကိုမောင်စောဦးကမိခင်အောင်လို့ချွေးချင်တဲ့စိတ်နဲ့အလုံးစားလုပ်ခဲ့ပါတယ်။သူလုပ်ခဲ့တဲ့အလုံးကမုတ်ဖက်ထုတ်ရောင်းတဲ့အလုံးဖြစ်ပါတယ်။မုတ်ဖက်ထုတ်ရောင်းတဲ့အလုံးကမတန်ဆွမ်းတယောက်အနေနဲ့လုံးဝတာမလွယ်လှပါဘူး။တနေရာထဲမှာထိုင်ရောင်းတာမျိုးမဟုတ်ပဲရက်ွက်တကောင်လှည့်ပြီးတော့လိုက်ပက်ရောင်းတာဖြစ်ပါတယ်။မုတ်ဖက်ထုတ်တွေကိုချင်းနှောင်းထဲထည့်ပြီးတော့ရက်ွက်လှည့်ပြီးတော့မုတ်လိုက်ရောင်းတာဖြစ်ပါတယ်။ ်မိခင်ဖြစ်သူကတော့လုံးဝကိုမကြည့်ရလို့မလုတ်ခိုင်းပါဘူးမောင်စောဦးကခြေထောက်မတန်ဆွမ်းတဲ့အတွက်ကောင်းကောင်းမသွားနိုင်တယ်လို့ခဏခဏချော်လဲပါတယ်ချော်လဲပေမဲ့ပြန်ထပြီးတော့မုန်းဖက်ထုတ်လိုက်ရောင်းနေတာဖြစ်ပါတယ် မုံရွာတဲ့အချိန်ဆိုရင်တော့ချော်လဲရာတွေရှိတာမို့မိခင်ကမယောင်းစေချင်ပါဘူး။ဒါပေမဲ့မောင်စောထူကတော့မိခင်ဖြစ်သူတယောက်တည်းလှူစားနေတာကိုမကြည့်ရတဲ့အတွက်လုံမာပဲဆိုပြီးတော့ခေါင်းမာနေတာဖြစ်ပါရယ်။သူသာမလှုပ်ကူရင်မိခင်ဖြစ်သူပင်ပန်းမာကိုမလိုလားတာကြောင့်ဖြစ်ပါရယ်။မိခင်ဖြစ်သူမရှိတော့မှကမောင်စောထူအတွက်အကြောင်းရဆုံးအရာဖြစ်ပါရယ်။ဒါရဲ့ဘဝမှာမိသားမရှိတော့ရင်မတွေးစရဲစရာကြီးပါ။ဘယ်မှာနေပြီးဘယ်မှာစားအမှန်သာမသိတော့ပါဘူးဗျာလို့ဖွင့်ဟလာခဲ့ပါရယ်။ မတန်ဆွမ်းဖြစ်ကြမို့ထမင်းဆိုရင်လည်းကိုယ်တိုင်မချက်တတ်ပါဘူးဒါပေမဲ့စားတဲ့အချိန်မှာတော့မိခင်ဝင်ပေါ့အောင် သူကိုယ်တိုင်မရရအောင်စားပါတယ်။ဗစက်သေးဝင်အောင်စားရင်းနဲ့ဖိတ်ကုံတာလည်းရှိပါတယ်။ပေါင်စောဦးကမိခင်ဖြစ်သူအတွက်ဆိုသူပင်ပန်းလဲတက်နိုင်သမျှလှုပ်သွားမှာပါ။ပြည်ကြီးမှအဒီသားမီးနှစ်ယောက်ပဲရှိအောင်လို့နှစ်ယောက်အတူတူရှင်မယ်နှစ်ယောက်အတူတူပင်ပန်းမယ်လို့ရှိရွေးထားတာပါ။ကိုအမေကိုလှုပ်ချွေးခြင်းနဲ့လူချင်းတန်းခြင်းနဲ့ မေအီသားကိုမဟုတ်ဘူးဖေးအောင်ဆိုပြီးတော့မတောင်းချင်ဘူးဆိုပြီးတော့စကားမပြီးပဲပြောနေခဲ့တာပါ မောင်စောဦးကမတန်ဆွမ်းဆိုပေမဲ့မိခင်အပေါ်မှာအယံကိုကျေးဇူးတည်တတ်ပြီးတော့လိမ္မာသူဖြစ်ပါတယ်။မိခင်ဖြစ်သူအတွက်ဆိုရင်သူသာအရာရာဖြည့်ဆည်းပေးချင်တာဖြစ်ပါတယ်။မိခင်ဖြစ်သူကိုအခုလက်ရှိအိမ်မှာလည်းမထားခြင်းပဲပိုကောင်းတဲ့အိမ်မှာနေစေချင်တာဖြစ်ပါတယ်။အိမ်ကပြင်စရာတွေများနေပေမဲ့ပတ်စံမရှိလို့မပြင်နိုင်ပဲဖြစ်နေတာပါ။ဒါကြောင့်မို့သားမောင်စောဦးကသူရှာတဲ့ငွေလေးနဲ့အိမ်ပြင်ချင်တာဖြစ်ပါတယ်။ဒါပေမဲ့အိမ်ပြင်တော့အောင်ငွေရမရှာနိုင်ပါဘူး။မောင်စောဦးကတရက်မှာ6000သာရတာဖြစ်ပါတယ်။မောင်စော ော်ဦးကမွေးရပါမတန်ဆွမ်းမဟုတ်ပါဘူး။မွေးပြီးတော့ကာကွယ်ဆေးထိုးတဲ့အချိန်မှာအကြောရေထိုးမိပြီးတော့အခုလိုဖြစ်နေရဖြစ်ပါတယ်။မိခင်တယောက်အနေနဲ့အသားဖြစ်သူကိုထားခဲ့ရမှာစိတ်လုံးဝမဖြောင့်ပါဘူး။ သူသာကွယ်လွန်သွားရင်သားလေးရအဆင်ပြေပါမလားလို့တွေးရင်နဲ့ညာကလည်းအိတ်မပြောပါဘူး။ဂျမ်းမကြီးလည်းမကောင်းတာမို့ငါမရှိရင်ဆိုတဲ့စိတ်နဲ့ကွယ်လွန်တာဖြောင်းမှာမဟုတ်ဘူးလို့ဖွင့်ရချပါတယ်။တချို့သားတွေကခြေလက်ကောင်းရင်တောင်မိဘအပေါ်မှာမတိတတ်ကြပါဘူး။ဒီသားလေးရတော့မတန်ဆွမ်းတာတောင်မှမိဘအပေါ်မှာတိတတ်စိတ်အပြေအဝရှိနေတာမို့ချီးကျူးစရာကောင်းလာပါတယ်။ မတန်ဆွမ်းပေမဲ့တိတက်တဲ့သားလေးအပေါ်မှာအမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်